2025ခုနှစ်ဇွန်လ2ရက်နေ့မှ6ရက်နေ့အထိတနင်္ဂနွေသားသမီးများအတွက် တပတ်စာကံကြမ္မာဟောစာရန်နေရတာဒီရက်တွေအတွင်းထင်ငေါ်ကြံ့ကြာနေတဲ့ကိစ္စတွေအဆင်ပြေသွားမည်။အလုံးလျှောက်ထားသောကိစ္စ၊ရှောက်လွာကိစ္စ၊စည်ရင်းစရာကိစ္စများအောင်မြင်မည်။မိတ်ဆွေကောင်းဆရာကောင်းနှစ်ဦးနှစ်ယောက်စီမှအကူအညီထောက်ပံ့ကောင်းများရရှိမည်။ညီဝင်မည်။အမွေရတတ်သည် အငွေရတယ်လို့ငွေကြေးအစုလိုက်ပြုံလိုက်ဝင်ပြီဘာသာရေးနဲ့ပတ်သက်သောကိစ္စအဓိဋ္ဌာန်ကိစ္စများအောင်မြင်ပြီနေရာအစ်စ်ပဝင်းကျင်အစ်စ်မှာစက်တူလုပ်ငန်းရှယ်ယာလုပ်ငန်းတွေလုပ်ရတတ်သည်လုံလင်အောင်မြင်ပြီဝန်ထမ်းဆိုရင်အလုံးမှာအဆင်မပြေအလွဲချော်တွေများနေတတ်ပါသည်အတို့အထောင်6တွန်း6ချခံရတတ်သည်လက်ရှိအလုံးမှာထွက်ချင်းစိတ်ပြောင်းချင်းစိတ်ပေါ်လာတတ်သည် အလုံးမမထွက်ပါနဲ့မကောင်းပါအကျိုးပေးသောအယောင်အပြာယောင်အဝါယောင်အကျိုးပေးသောကနန်းတစ်ငါအချစ်ရည်ဒုနှစ်ကိုရှင်တွဲပြီးပျော်မပျော်မော်မဆုံးဖြစ်နေလိမ့်မည်အိမ်ဆောင်ရေးအိမ်တွင်းရေးကိုစိတ်မဝင်စားဘဲဖြစ်နေမည်ကျမ်းမာရေးအာယုံကြောအကျောဒုက္ခပေးတတ်သည်ခေရယာတစ်တီ6လုံးမိမိအိမ်ဖျားမှာကတ်လူပါ 2025ခုနှစ်ဇွန်လ2ရက်နေ့မှ6ရက်နေ့အထိတနင်္လာသားသမီးများအတွက်တပတ်စာကံကြမ္မာဟောစာတဲ့နေ့ရက်တရာဒီရက်တွေအတွင်းအိမ်တွင်းရေးမိသားစုအရေးနဲ့ပတ်သက်ပြီးအနည်းငယ်စိတ်ရှုပ်ရတတ်သည်။ညီကိစ္စအမွေကိစ္စတင်နန်းကိစ္စတွေအတွက်အခက်အခဲအထည်အငေါ်ဖြစ်ပြီးမှအောင်မြင်မည်။ရဝေးမှာရှိသောဆရာသမားအကြီးအကဲများထံမှအကူအညီထောက်ပံ့ရတတ်သည်။ စက်မှုလက်မှုနဲ့ပတ်သက်သောလုပ်ငန်းများအောင်မြင်တိုးတက်မည်အလုံမှာနေရာကောင်းရခြင်းအလုံတိုးချဲ့ရခြင်းများကြုံရတတ်သည်ရဝေးမှာရှိသောဆွေမျိုးသားချင်းများအတွက်တောကကြုံရတတ်သည်အဖိုးတန်ရွှေလေပစ္စည်းရတနာပစ္စည်းတွေပျောက်တက်ထွက်တတ်သည်ငွေထွက်များခြင်းလူလိန်ခံရခြင်းအကျွေးတင်ခြင်းများဖြစ်တတ်သည်အိုးအိမ်နေရာအတွက်ကောင်းသောပြင်ဆင်ပြောင်းရွှေ့ရခြင်းများနှင့်တွေ့ကြုံရတတ်သည် အကျိုးပေးသောအယောင်ရွှေဝါယောင်ခရမ်းယောင်ယောင်အကျိုးပေးသောကနန်းနှစ်တဲ့အချစ်ရေးစိတ်ချမ်းသာစရာအပြောင်းလဲများနှင့်ကြုံရမည်အိမ်တော်ရေးစိတ်ကတိကအောင်ဖြစ်စရာများနှင့်ကြုံရတတ်သည်ကျမ်းမာရေးခါအောက်ပိုင်းဒုက္ခပေးတတ်သည်ရေရာလက်ဖက်တုပ်မိမိအိမ်ဖျားမှာကတ်လူပါ2025ခုနှစ်ဇွန်လ2ရက်နေ့မှ10ရက်နေ့အထိ အင်္ဂါသားသမီးများအတွက်တပတ်စာကံကြမ္မာဟောစာရန်နေရကြဒီရက်တွေအတွင်းလက်ရှိအလုံမှာလစာတိုးယာရုတိုးတက်သည် ကိုပိုင်လုပ်ငန်းဆိုလျင်လုပ်ငန်းတက်စီးပွားတက်တိုးချဲ့ရတက်သည်အိုးအိမ်အဆောက်အဦနေရထိုင်ခင်းဝင်ကင်းရှိသည်အလူတန်းနှစ်ကြိမ်နှစ်ခါပြုလုပ်ရတက်သည်လျှက်စစ်ပစ္စည်းဆက်ပစ္စည်းအစ်စ်ဝင်တက်သည်အဖိုးတန်ပစ္စည်းတွေလည်းအစ်စ်ဝင်တက်သည် ဖုံးပြတ်တက်ပျောက်တက်သည်စက်တူလုပ်ငန်းရှယ်ယာလုပ်ငန်းတွေလုပ်ရတတ်သည်လုံလင်အောင်မြင်မီညီအကိုမောင်နှမတွေစီမှအကိုအညီထောက်ပံ့ရတတ်သည်ငွေကြေးကတော့အဝင်နေပြီးအထွက်ကျန်းနေမီငွေကြေးအတွက်စိတ်ရှုပ်ရမီစိတ်နဲ့ကိုယ်နဲ့မကပ်ပဲတအိမ်လုံးနဲ့တယောက်ဖြစ်နေတတ်သည်အကျိုးပေးသောအရာအစိမ်းရာအဖြူရာအကျိုးပေးသောကနန်းတည်း ကိုအချစ်ရေးချစ်သူကို စိတ်မချစရာအကြောင်းတွေ ဖြစ်ပေါ်နေတတ်သည်အိမ်ဆောင်ရေးအထင်မြင်လွဲမှားမှုများနှင့်ကြုံတွေ့ရတတ်သည်ကျန်းမာရေးလေပင်ပါဇက်ဒုက္ခပေးတတ်သည်ရရကြောက်ကြောမိမိအိမ်ဖျားမှာကတ်လူပါ2025ခုနှစ်ဇွန်လ2ရက်နေ့မှ6ရက်နေ့အထိဗုဒ္ဓဟူးသားသမီးများအတွက်တပတ်စာကံကြမ္မာဟောစာရန်နေရတာဒီရက်တွေအတွင်းမှာအောင်မြင်မှုတွေတန်းစီနေပြီ။ ငွေကြေးကန်အထူးကောင်းနေသည်ငွေအစုလိုက်ပြုံလိုက်ထီပေါက်သလိုအငွေရသလိုမျိုးဝင်တတ်သည်သူများပြက်တနာကိုပြက်တနာဖြစ်တတ်သည်သူများပြက်တနာထဲမှာကြားညက်ပြီးခေါင်းခံဖြည့်ရှင်းရတတ်သည်ရဝေးမှရှိသောဆွေမျိုးများစီမှအကူအညီထောက်ပံ့ရမည်လက်ရှိအလုံးမှအလုံးအစ်စ်ကိုပြောင်းရွှေ့ရတတ်သည်အလုံးမှအထက်လူကြီးနှင့်အဆင်မပြေဖြစ်တတ်သည် အထင်မြင်လွဲတာကိုပါလုံးလုံးကို့ပေါ်အကောင်းအမြင်မခံရတာမျိုးတွေဖြစ်တတ်သည်။အိုးအိမ်နေရာအဆောက်အဦအတွက်စိတ်ရှုပ်ရတတ်သည်။ဝေခွဲရခက်ဆုံးဖြတ်ရခက်ဖြစ်နေတတ်သည်။စက်တူလုပ်ငန်း၊ရှယ်ယာလုပ်ငန်းတွေလုပ်ကင်ရတတ်သည်။အကျိုးပေးသောအရာ၊လိမ်မော်ရောင်အစိမ်းရောင်အကျိုးပေးသောကနန်းအချစ်ရေးစိတ်ချမ်းသာစရာသတင်းကောင်းများကြားရမည်။ အိမ်ဆောင်ရေးဖြင်းပွန်းဇနီးဖြစ်သူအတွက်စိတ်ချမ်းသာစရာကြုံရတတ်သည်ကျမရေးဦးကောင်းပိုင်းဒုက္ခပေးတတ်သည်ရရာကိတ်မုံမိမိအိမ်ဖျားမှာကတ်လူပါ2025ခုနှစ်ဇွန်လ2ရက်နေ့မှ6ရက်နေ့အထိကြာသပတေးသားသမီးများအတွက်တပတ်စာကံကြမ္မာဟောစာတန်းနေ့ရက်တာဒီရက်တွေအတွင်းမှာငွေတအားရွှေနေမည်ဝမ်းသာစရာတည်င်းကောင်းဧည့်သည်ကောင်းတွေရောက်လာမည် အလှူမင်္ဂလာကိစ္စတွေပေါ်လာမည်အလုံးမှာလစာတို့ယာရုတို့တက်သည်အလုံးနဲ့ပတ်သက်ပြီးစိတ်ချမ်းသာစရာများနေတာကြုံရမည်အဖိုးတန်ဆက်ပစ္စည်းဇိမ်ခံပစ္စည်းအစ်စ်တွေဝင်လာတက်သည်ညီအကိုမောင်နှမဆွေမျိုးသားချင်းအတွက်ပူပင်သောကကြုံရတက်သည် အဖိုးတန်သောယန္နာပစ္စည်းရွှေရေပစ္စည်းများထွက်ပြက်လဲရတတ်သည်ခီးဝေးသွားရတတ်သည်ကောင်းသောခီးဖြစ်မည် ဒီရက်တွေအတွင်းမှာစိတ်တွေမွန်းကျက်နေတတ်သည်စိတ်တို့လွယ်ပြဿနာဖြစ်လွယ်တဲ့အချိန်ဖြစ်နေတတ်သည်အစုအဖွဲ့စတ်တူရှယ်ယာများလုတ်ကင်ခြင်းထက်ကိုယ်တိုင်လုတ်ကင်ခြင်းကပို၍အကျိုးပေးအောင်မြင်ပါလိမ့်မည်အကျိုးပေးသောအယောင်လိမ်မော်ယောင်အဖြူယောင်အကျိုးပေးသောကနန်းတရှိအချစ်ရေးအစဉ်ပြေအိုကေနေပါလိမ့်မည်အိမ်တော်ရေးကြီးကဲသူများကို အကြောင်းပြုပြီးအစဉ်မပြေဖြစ်တတ်သည်ကျမ်းမာရေး ဝမ်းမိုက်ပိုင်းဒုက္ခပေးတတ်သည်ယရာလက်ဖက်ရည်မိမိအိမ်ဖျားမှာကတ်လူပါ2025ခုနှစ်ဇွန်လ2ရက်နေ့မှ6ရက်နေ့အထိတောက်ကြသားသမီးများအတွက်တပတ်စာ ကံကြမ္မာဟောစာရဲနေရတရာဒီရက်တွေအတွင်းမှာထူးထူးခြားခြားတိုးတက်ပြောင်းလဲမှုတွေကြုံလာမည်တိကြမှုတလို့ဝိစာမလိုက်တလို့အံ့ဩစရာကောင်းတော့အောင် တိုးတက်မှုတွေဖြစ်လာမည်။တရင်ကောင်းဧည့်သည်ကောင်းတွေရောက်လာတတ်သည်။ ခရီးနဲ့ပတ်သက်သောကိစ္စရဝေးနဲ့ဆက်နွယ်သောအလုပ်တွေမှာပိုပြီးအောင်မြင်မှုရတတ်သည်။နေရာထိုင်ခင်းကိစ္စအဆောက်အုံကိစ္စတွေကတော့အခက်အခဲအထင်အငေါ်ဖြစ်ပြီးအဆင်ပြေမည်။ဘာသာရေးကိစ္စတင်နန်းကိစ္စတွေမှာ အထူးအောင်မြင်မည်။စက်ပစ္စည်း၊ဟေးစက်ပစ္စည်းအစ်စ်တွေဝင်လာတတ်သည်။အလုံမကောင်းခြင်းအလုံမှာရံပေါ်ခြင်းအထက်လူကြီးများနဲ့အဆင်မပြေခြင်းများဖြစ်တတ်သည်။ ငွေရေးကြေးရေးမှာတော့တငယ်ချင်းမိษွေများစီမှအကူအညီထောက်ပံ့ကောင်းများရရှိတတ်သည်အကျိုးပေးသောအယောင်ရွှေဝါယောင်ညီညူယောင်အကျိုးပေးသောကနန်းသုံးငါအချစ်ရေးဝမ်းသာစရာ စိတ်ချမ်းမြေ့စရာများနှင့်ကြုံနေမည်အိမ်ဆောင်ရေးအတို့အထောင်၆တွန်းသူများကြောင့်စိတ်ဝမ်းကွဲတတ်သည်ကျမ်းမာရေးကိုလျားရံနေတတ်သည်ရရာစမှုစာမိမိအိမ်ဖျားမှာကတ်လူပါ 2025ခုနှစ်ဇွန်လ2ရက်နေ့မှ6ရက်နေ့အထိစနေသားသမီးများအတွက်တပတ်စာကံကြမ္မာဟောစာရဲနေ့ရက်ကြာဒီရက်တွေအတွင်းမှာလူအားငွေအားအကြံဉာဏ်အားတွေအစွမ်းကုန်အသုံးချပြီးတော့စူးစမ်းပေတော့လို့အားပါတရတိုက်တွန်းလိုက်ချင်ပါတယ်။အစအစအရာရာအစဉ်ပြေအောင်မြင်နေမီဝိဇာမအလိုက်တလို့မျိုးကံတရားရဲ့မျက်နှာသာပေးမှုတွေကို ရရှိတတ်သည်။အိုးပိုင်အိမ်ပိုင်ရတတ်သည်။ လုံအားကိုအကြောင်းပြုပြီးငွေကြေးအစုလိုက်ပြုံလိုက်ဝင်လာတတ်သည်မိသားစုဆွေမျိုးသားချင်းထဲမှာဆေးဆက်ကြောင်းလန်းခြင်းကိစ္စမင်္ဂလာကိစ္စများကြားရတတ်သည်လက်ရှိအလုံးမှအလုံးအစ်စ်ကိုပြောင်းရွှေ့ရတတ်သည်အလုံးနှစ်ခုတောင်းဝန်နှစ်ခုလောက်ကန်ရတတ်သည်အလုံးမှာအပြိုင်အဆိုင်အနှောက်ယှက်ပေါ်လာတတ်သည်အဆောက်ဦးနေရာထိုင်ခင်းတွေလည်းပြုပြင်ပြင်ဆင်ရတတ်သည်အကျိုးပေးသောအရာရွှေဝါရောင်အစိမ်းရောင် ကျိုးပေးသောကနန်း၄၆အချစ်ရေးချစ်သူစီမှအကူအညီကောင်းအခွင့်အရေးကောင်းများရရှိမည်။အိမ်တော်ရေးအဆဆအယယာအစဉ်ပြေနေပါလိမ့်မည်။ကျမ်းမာရေးမျက်စိဒုက္ခပေးတတ်သည်။ရရာဒိန်ချင်မိမိအိမ်ဖျားမှာကတ်လို့ပါ။